ဆွဲလမ်းမှုကင်းတဲ့ပုံကများကြတော့စိုးရင်စရာငိုကြွေးစရာနဲ့တွေ့တော်လည်းပဲစိုးရင်မှုငိုကြွေးမှုမရှိတဲ့အကြောင်းလေးကိုနည်းနည်းတော့ပြောခြင်းတယ်။ဟိုရှင်သာရိပုတ္တရာရဲ့ညီဥပသေနမထေဆိုတာရှိတယ်။အဲ့ဒီဥပသေနမထေကတနေ့တော့ဟိုသူတပည့်တွေလည်းရှိပါတယ်ရှင်သာရိပုတ္တရာတို့လည်းရှိတယ်သူတို့ဂူကြီးတကူတဲ့တောင်ကပင်ရန်ရဲ့ဂူကြီးတကူတဲ့မှာသူတို့သတင်းသုံးတယ်။အဲ့လိုသတင်းသုံးပြီးတော့နေရင်းနဲ့အရှင်မြတ်ကဘာလုပ်နေတုန်းဆိုတော့အဲ့ဒီဂူထဲမှာသင်္ကန်းချုပ်နေတယ်။ အဲ့လိုသင်္ကန်းချုပ်နေတုန်းရှိသေးတယ်။အဲ့ဒီဂူရဲ့အပေါ်ညနေချက်ပေါ့လေနိုင်ရမော်ကနေပြီးတော့အလွန်အစိတ်ပြင်းတဲ့မွေးနှစ်ကောင်ကကစားရင်နဲ့တစ်ကောင်ကပြုတ်ကြ။အဲ့ဒီရှင်မြတ်ရဲ့ဟိုသင်္ကန်းလွတ်နေတဲ့ပခုံးမော်ကိုပြုတ်ကြ။ဂူထဲမှာမွေးတွေပါလေကရှိတာအိုး။ဟိုဥစဉ်ငယ်ငယ်တုန်းကဟိုဘက်ဥစဉ်ရဟန်းတကာတွေရွာမှာသွားနေတော့အဲ့မှာဂူကြီးတွေရှိတယ်။အဲ့ဒါစတော်ကြီးတစ်ပါးနေလို့ဥစဉ်သွားပြီးတော့ဖူတာ။ ော်တော်တောင်ကြောက်တယ်အဲ့ဒီတုန်းကငွေနှစ်ကောင်ကလုံကျစ်ပြီးတော့အနှက်ကြီးတယ်အပေါ်မှာချိတ်နေတယ်အဲ့ဦးစင်းကပြန်ညင်းလှပြီဖုန်းကြီးကအဲ့ဒီမှာသူကအမြင်နဲ့ဘာမှထက်မတော်ဘူးကိုကဇောကျွေးပြန်နေတာသိလား အဲအခုလည်းအဲ့ဒီမွေကအဲ့လိုပြုတ်ကြတာအရှင်မြတ်ရဲ့ပခုံးပေါ့ဘောပြုတ်ကြတော့အဲ့ဒီမွေရဲ့အမျိုးအစားကထိတာနဲ့အစိတ်တက်တဲ့မွေမျိုးအစားမွေကအလွန်ဆန်းကျယ်တဲ့သဘောကျဲပြန့်တဲ့သဘောရှိတယ်တချို့မွေကကြိုက်မှအစိတ်တက်တယ်တချို့မွေကထိတာနဲ့အစိတ်တက်တယ်တချို့မွေကမကြိုက်ရဘူးမထိရဘူးကြိတာနဲ့တောင်အစိတ်တက်တဲ့မွေရှိတယ်အဲ့တဲ့နော်အဲ့ဒါအခုသူထိတာနဲ့အစိတ်တက်တယ်ဘယ်လောက်ထိအစိတ်ကပြင်းထန်လာတော့ဆိုရင် အရှင်မြတ်ကသာတကိုးနဲ့ဒါဒီခန္ဓာကိုထိမ့်ချုပ်မထားဘူးဆိုလို့ရှိရင်ဖွဲပြာများလို့တစသည်တမွသည်အကုန်လုံးဖျို့ဖျဲပြူကွဲပြီးတော့ပျက်စီးသွားမှာအဲ့တော့သင်္ကန်းချုပ်တာလေးကိုရက်ပြီးတော့ငါရခန္ဓာကိုဒီကူပြင်ဘက်ကိုမရောက်မချင်းမပြည့်စည်ပါစေသတည်းလို့သူအဋိဌာန်တယ်အဋိဌာန်ပြီးတော့သူ့ရဲ့တပည့်တွေကိုပြောတယ်ငါရှင်တို့တဲ့ငါရခန္ဓာကိုကြီးဖျို့ဖျဲပြိုကွဲပြီးတော့ပြည့်စည်မသွားသေးခင်မှာညောင်ဆောင်ဘော်ကနေထမ်းပြီးတော့ငါ့ကိုကူပြင်ဘက်ကိုထုတ်ကြ အဲ့လိုပြောတော့ရှင်သာရိပုတ္တရာကမေးတယ်ငါရှင်တဲ့သင်ကအဲ့လိုသာပြောနေတာပျက်စီးတော့မယ်လို့သာပြောနေတာသင်ရဲ့အိန္ဒြေမျက်စိနာနာလျာကိုစိတ်ပေါ့လေအဲ့ဒါကိုကြည့်ရတာလည်းပဲအလွန်ကြည်လင်မလားအလွန်တန်ရှင်းနေပါလားအလွန်တည်ငြိမ်နေပါလားဒီလောက်ပျက်စီးတော့မယ်အနေအထားကြီးရောက်နေတာကိုသင်ဘာကြောင့်မတည်ငြိမ်နဲ့ဘာဘာကြောင့်ဟိုတည်ငြိမ်နေရသလဲဒါမေးတာရှိတယ်အဲ့တော့သူကပြောပြတာဒီမှာမွေလေးကြလာတယ်သူပျက်စီးတော့မယ် ဘာဖြစ်လို့သူဟာဒီပျက်စီးမဲ့အနေအထားကျုံနေတာကိုစိုးရိမ်မှုငိုကြွေးမှုသူ့မှာဘာကြောင့်မရှိတယ်လဲဆိုတော့အချိန်ကာလကြံမြင့်စွာကပင်တဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာငါငါဥစ္စာတို့ဆိုဆွလန်းခြင်းတရားကိုသူဖေဖျောက်ထားတယ်တဲ့ပယ်ထားတယ်လုံးဝမရှိဘူးတဲ့အဲ့ဒါကြောင့်မလို့သူဟာဘာမှပူပန်ခြင်းစိုးရိမ်ခြင်းဆိုတာမရှိဘူးလို့ပြောတယ်